ဆက်တမီငင်းရေတရားကလူသားအလုံးအတွက်အကြီးအောင်ဆုံးရေတရားတစ်ခုဖြစ်ပါတယ်။ဘေးဒင်တွေရေတရားတွေကိုယုံကြည်တဲ့သူအများစုကဆက်တမီငင်းရေတရားကိုလှုပ်ခူးကြမယ်လို့ကျွန်တော်ထင်ပါတယ်။ပြုလုပ်နည်းတွေစုတောင်းနည်းတွေမတည်ဘူးဆိုရင်တော့ထိရောက်မှုအားကအရန်နေပါတယ်။မထိရောက်တဲ့သူတွေတွေ့နေရတာဖြစ်ပါတယ်။ဒီနေ့မှာတော့ပြုလုပ်နည်းနဲ့စုတောင်းနည်းအသေးစိတ်ကိုကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်။ကျွန်တော်ကမောင်တုခါပါခင်ဗျာ။ မျိုးလေးမစတင်ခင်မှာဆယ်လိုက်ကြရအောင်ထက်တူကျွန်내ကုတူရအောင်လို့ပါခင်ဗျာကိုလိုမျိုးပဲအပူသောကားတွေဖြစ်နေတဲ့သူတွေမြင်တွေ့သွားတယ်ဆိုရင်သူတို့ကလိုက်လို့အဆင်ပြေသွားတယ်ဆိုရင်မိတ်ဆွေနဲ့ကျွန်내ကထက်တူကုတူရမှာဖြစ်ပါတယ်။ဒါကြောင့်ရှယ်ဖို့မေးပါတယ်ခင်ဗျာကျွန်တော်တို့လူသားများကတနေ့တနေ့ကိုဒေါဘမီတွေဒေါသမီတွေမောဟမီတွေဇာရီမီဇေယာမီမရမီတောကမီပရိဒေဝမီဒုက္ခမီ ဒေါမနတာမီဥပယာတာမီအခုပြောပြတဲ့စက်သမီးနဲ့အားလုံးပူလောင်နေကြရတာဖြစ်ပါတယ်ဒီမီတွေတကယ်ငင်းချမ်းစီဖို့ကတတိပဋ္ဌံဝိပဿနာကမ္မဋ္ဌာန်းစီပြန်အားထုတ်မှသာအပူရော့ပါပြီးအင်းငယ်ရမှာဖြစ်ပါတယ်ဘယ်လိုကြည့်ရမလဲဆိုတာမဟာစီဆရာတော်ဘုရားကအောက်ပါလင်္ကာကိုအနှစ်ချုပ်ပြီးရေးသားခဲ့ပါတယ်မြင်းချားတိတိုင်းမဆိုင်မှတ်ပါယုံနံမမြဲစင်းရဲချင်းတာငါကောင်းလဲပြောက်မျက်မှောက်မြင်ကာစက်တမီပြီးပြောက် ငိမ့်စေရတဲ့ဗျအရန်ကောင်းတဲ့ကဗျာလေးဖြစ်ပါတယ်ကျွန်တော်တို့ပုရုဇဉ်တွေကတော့ဒီမိတွေဘလို့မှဆောင်လွှဲလို့မရပါဘူးတက်တာရရအောင်တော့ကြည့်ဆောင်နိုင်ပါတယ်တကယ်ဆက်တမီငိမ့်ဖို့ကနှိပ်ပံကိုမျက်မှောက်ပြုမှသာငိမ့်ရမှာဖြစ်ပါတယ်ဒီလိုပြောရင်เนาะတချို့တွေကကျွန်တော်ကိုပြောကြပါလိမ့်မယ်ရေတရာပြေးမယ်ပြောပြီးဘာတွေပြောနေတာလဲမသိဘူးဒီနေမှာလဲဆိုတယ်ကျွန်တော်ကဝိပဿနာဘာဝနာကိုလည်းမလုပ်နိုင်သေးတော့ဆက်တမီငိမ့်ရေတရာကိုပဲဒါပြုလုပ်ကြတာပေါ့เนาะမြေရောင်းခြင်းစံကန်းငါခြင်းအကျွေးရခြင်းအမှုနိုင်ခြင်းစစ် ူနဲ့အဆင်ပြေခြင်းအိမ်အောင်ရေးအဆင်ပြေခြင်းဓာရီတွေပြောမရလို့ကျမ်းမာရေးတွေမကောင်းလို့အလုပ်တွေထင်းငော့နေလို့စရပြင်တယောက်တမျိုးအလုပ်မှလည်းလှုပ်ခေါက်ကံဘက်တွေနဲ့အဆင်မပြေလို့အကြီးကဲကလည်းကိုယ့်ကိုအမြဲလိုလိုဒါညှို့ညင်းနေတယ်တီလိုအခက်ခဲမျိုးတွေကိုအเจ้าရတစ်ခုစီလိုက်ပေါ့နော်ရေတရာတွေတစ်ခုကျင်လိုက်လို့မယ်ဆိုရင်နှစ်ကုံသွားလိုက်မယ်ရေတရာတွေလှုပ်လို့ပြီးမှာမဟုတ်ပါဘူးတစ်ခုတည်းတော့အကောင်းဆုံးရေတရာက နော်စွန့်လဲစွန့်နေနော်ဒါနာလေးဖြစ်တယ်တဘာဝနဲ့လည်းကန့်ညီတယ်အဲ့ဒီရေတရာက၁၇ င်မီငိမ့်ရတရားတစ်ခုပဲဖြစ်ပါကဲလုံနီကိုပြောပြပါမယ်အရန်လွယ်ကူပါတယ်လေမန်းတစ်ချက်ကြီးကြီးလေးတစ်ချက်ကိုရအောင်ရှာပါဖျောင်းတိုင်းဆက်တဲ့တိုင်းကိုတိတိကျကျလေးမြဲအောင်စိုက်ပါ အနေထားကစိုက်တယ်လို့မိမိကြိုင်တဲ့ပုံစံမျိုးကိုစိုက်လို့ရပါတယ်အဝိုင်းပဲဆက်ဆိုင်အရှိလည်းပဲဆက်ဆိုင်အဆင်ပြေလို့စိုက်ပါခိုင်နေဖို့အရန်ရေးကြည့်ပါတယ်ဒုတိယတစ်ချက်လင်မန်းသေးကိုရေလက်သစ်လောင်းလေးထည့်လိုက်ပါအရန်မထည့်နဲ့လက်သစ်လောင်းဆိုရင်ရပါပြီနောက်တစ်ချက်ကဖျောင်းနိုင်တိုင်းတွင်မိတွေညှိလိုက်ပါဖျောင်းကိုကူစောပါဖျောင်းတိုင်းတူပြီးတော့အောက်ခြေရောက်လာမယ်ပြီးတော့ရေနဲ့ထိပြီးတော့ရှဲကနေအတန်မြီပြီးတော့ဒါမိငိမ့်သွားပါလိမ့်မယ်အခုလိုမျိုးမိငိမ့်သွားတာနဲ့မိမိရဲ့ကြုံတွေ့နေတဲ့နောက်အခက်ခဲတွေအကျက်တွေ တောကတွေခဏတော့ဟာရှဲကနေအတံမြင်နေအတူငြိမ်းချမ်းသွားပါလိမ့်မယ်တည့်ရဒုက္ခအခက်ခဲတွေပူပင်တောကတွေအလုံးပြေလည်သွားပါလိမ့်မယ်အခုလိုမျိုးရေယုံကြီးကြီးနဲ့ဒါပြုတ်လို့လိုက်ပါမိမိကဖရားကြောင်းဆောင်ပေါ်မှာတင်ပြီးတော့လှုပ်နိုင်နေဆိုရင်ပိုကောင်းတယ်အဆင်မပြေဘူးဆိုလည်းရတယ်ဖရားရဲ့ကြောင်းဆောင်ရှိမှစပွဲလေးပဲပြည့်ခုံလေးပဲပြည့်ချပြီးတော့ပြုတ်လို့လို့ရပါတယ်ပြုတ်လို့ရမှာကမိမိရဲ့မွေးနေ့မနက်9:45နဲ့9:00ချိန်မှာပြုတ်လို့ပါအနည်းဆုံး17ချိန်လောက်ပြုတ်လို့ရမှာဖြစ်ပါတယ်17ချိန်ဒ ဒါဆက်တိုက်လို့လို့အဆင်မပြေဘူးဆိုရင်လေဒါမိမိတို့အဆင်ပြေသလိုမျိုးပြုလုပ်ပါဆက်တိပင်းရဲ့ရတရားကိုကိုတိုင်အပူကြီးတွေမရှိဘူးဆိုရင်လေဒါခုနှစ်ရက်တာရီတွေနောက်ဆက်တမီငယ်ရအောင်ဒါဆိုပြီးမြေတာနဲ့ဒါလုပ်လို့လေရပါတယ်အရန်ရေးကြည့်တာကစွတ်တောင်းဒီပါစွတ်တောင်းဒီကိုအသေးစိတ်လေးကျွန်တော်ပြောပြပါမယ် ဲ့ဘလို့ဆုတောင်းမလဲကျောင်းတူတူလိုက်ဆုတောင်းကြပါမယ်တေးချာလေးလှမ်းမှတ်ပြီးတော့မိတ်ဆွေကလည်းလှမ်းပြီးတော့ဆုတောင်းပါခင်ဗျာ32ပုံကျင်လင်ကြကုန်သောသူကိတာဒုကိတာကဘွားပေါင်းများကြုံတွေ့နေရသောအပူမီဆက်သမီးများငဲအေးစီရန်ရည်ရွယ်၍မျက်စောပြားအားစီမီအလင်းတောက်တော်ရေးအေးအမွေးနတာတို့ဖြင့်လှူဒန်းပါ၏ ဒီနေရာရောက်ရင်ဒါမိမိတို့ကပဋ္ဌာန်းကိုပူဇော်လို့လည်းရပါတယ်ဒါမိမိရာကြိုင်တက်ရဂုံတော်ကိုပါလည်းပူဇော်လို့ရပါတယ်ကျွန်တော်ကဂုံတော်ကိုပါပဲဒါပူဇော်ပြပါမယ် ATP တော်ဘဂဝါအရဟံတမန်တမုတ်တော်ဝိစာဆေနာတမန်တော်သူကတော်လောကဝိတုအနုတ္တရပရိတာတမတာရတိတတာဒေဝမနုဿာနံဘုဒ္ဓောဘဂဝါတိဟေကမှုတိနိဗ္ဗာန်ရရရကြောင်းအာဂျီတော်အထောက်ပံ့ဖြစ်ရပါစေတော် ခုနှစ်ရဲ့သားမီးများကုတုဘူးထတ်တူရ၍လောဘမီတမတ်နှစ်တက်ရသည်ဖြင့်ပူလောင်ချင်းမှာငိမ့်ပါစေဒေါသမီစိတ်ဆိုးရသည်ဖြင့်ပူလောင်ချင်းမှာငိမ့်ပါစေမောဟမီအဟုတ်အမှန်ကိုမတိသည်ဖြင့်ပူလောင်ချင်းမှာငိမ့်ပါစေဇာတိမီဘဝ၌ခိရသည်များပူလောင်ချင်းငိမ့်ပါစေဇေယမီအိုမင်းရသည်ဖြင့်ပူလောင်ချင်းမှာငိမ့်ပါစေမယနာမီ တေပြက်ရတပြေပူလောင်ချင်းမငိမ့်ပါစေတောကာမီစိုးရင်ကြောင်းကြတပြေပူလောင်ချင်းမငိမ့်ပါစေပရိဒေဝမီငိုကြွေးရတပြေပူလောင်ချင်းမငိမ့်ပါစေဒုက္ခမီကိုကိုမီ၍မတရာတပြေပူလောင်ချင်းငိမ့်ပါစေ သောဒမိစိတ်ကိုမိ၍မတရားသဖြင့်ပူလောင်ခြင်းမှာငြိမ်ပါစေဥပယတာမိပြင်းစွာစိတ်ပူပန် စိတ်ဆင်းရဲသဖြင့်ပူလောင်ခြင်းမှာငြိမ်ပါစေအပုမိစတမီများငြိမ်အေးကြပါစေတို့အတူမိမိနေတကွာမိသားစုဝင်များအားလုံးဒီငြိမ်အေးရပါစေသုတမေတ္တာပို့တာပါれအပုမိမှန်တဲ့များငြိမ်အေးကြပါစေခင်ဗျာနောက်နေ့မှာပြန်လည်ဆုံတွေ့ကြပါမယ်ကိုလိုမျိုးပဲအခက်ခဲတွေအကြက်တွေတွေပူလောင်နေရတဲ့စခန်းစားနေရတဲ့သူတွေမြင်တွေ့ရအောင် share ယ်ခြင်းဝေမျှအခြင်းပြေကုတုညူလိုက်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်မိတ်ဆွေနဲ့ကျွန်တော်လည်းထပ်တူကုတုရအောင်လို့ပါခင်ဗျာနောက်နေ့မှပြန်လဲဆုံတွေ့ကြပါ